အသက်အရွယ်ကြီးလာတဲ့အများခန္ဓာကိုယ်ကလည်းချို့ယင်ပြည့်စုံမှုတွေရှိလာနိုင်ပါရဲ့။ဒါကြောင့်အသက်30ကျော်ပြီဆိုတာနဲ့ကိုယ့်ရဲ့အသားအရည်ရောခန္ဓာကိုယ်ရောတေချာလေးဂရုစိုက်ဖို့လိုအပ်လာပါတယ်နော်။တကယ်လို့ကိုယ်ကဂရုမစိုက်ဘဲနဲ့ပြစ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အရွယ်မတိုင်ခင်အုံမင်းမှုတွေကကိုယ့်စီကိုမဖိတ်ခေါ်ဘဲနဲ့ပြပြောရေးရောက်လာပါလိမ့်မယ်။ဒါကြောင့်အရွယ်မတိုင်ခင်အုံမင်းမှုတွေဖြစ်မလာစေဖို့အတွက်အသက်30ကျော်ပြီဆိုတာနဲ့ဘလို့အစားအစာတွေကိုရှောင်ရမလဲ။ဘလို့အစားအစာတွေကိုမစားသင့်ဘူးလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့။ဗီဒီယိုလေးမစခင်မှာညီမတို့ channel လေးကို subscribe လုပ်ရသေးတယ်။ ဆက်ဖိုင်လို့ပြီးတော့ဘေးနားလုံးဒီပဲလို့လည်းဖြစ်ပေးပါအောင်ရှင်။ ထမဆုံးတစ်ခုကတော့အချိုများရဲ့ဒိန်ချင်တွေပဲဖြစ်ပါတယ်။ဒိန်ချင်ကကျမ်းမာရေးအတွက်တင့်တော်တယ်ဆိုပေမဲ့လည်းအသက်30ကျော်တဲ့အမျိုးသမီးတွေအနေနဲ့ကတော့အချိုများရဲ့ဒိန်ချင်တွေကိုစားမယ်ဆိုလို့ရှိရင်အသားအရည်မှာအရေးကြောင့်လည်းဖြစ်လာစေဖို့အတွက်အားဖြစ်ပေးနေတာကြောင့်မို့လို့ဖြစ်နိုင်ရင်ဒိန်ချင်ကိုမစားပါနဲ့လို့ပြောပြရစီရှင်။အဲ့ဒါအပြင်ဒိန်ချင်တွေကအချိုများလေလေအသားအရည်တင်းရင်မှုလည်းထိခိုက်မှုရှိစေနိုင်တဲ့အတွက်အသက်30ကျော်တဲ့အမျိုးသမီးတွေအနေနဲ့ဒီအချိုများတဲ့ဒိန်ချင်တွေရေခဲမှုတွေကိုမစားပါနဲ့လို့ပြောပြရစီရှင်။ နောက်တစ်မျိုးကတော့စီတုပ်ဘူးပဲဖြစ်ပါရဲ့2023ခုနှစ်ကပြုလုပ်ခဲ့တဲ့လီလာမှုတစ်ခုအရာဆိုရင်ဒီစီတုပ်ဘူးတွေကိုစားသုံးတာကအရွယ်မတိုင်ခင်အုံမင်းမှုဖြစ်စေတယ်လို့သွေးပေါင်တွေတိုးစေနိုင်ပါရဲ့အဲ့ဒါအပြင်ဒီစီတုပ်ဘူးတွေမှာဆိုရင် BPA ပါဝင်တဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးတွေကိုအဝါလွန်တာဖြစ်စေတယ်လို့ကင်ဆာကိုလည်းဖြစ်စေနိုင်ပါရဲ့ရှင် နောက်တစ်မျိုးကတော့กินထားတဲ့အသားတွေပါဒီအစားအစာတွေကလည်းအမျိုးသမီးတွေကိုထိခိုက်စေနိုင်တဲ့အစားအစာတွေထဲကတစ်ခုပဲဖြစ်ပါတယ်မိမိမင်းနဲ့กินထားတဲ့အသားကင်လေးတွေကအရသာကောင်းတယ်ဆိုပေမဲ့လည်းအသက်30ကျော်လာတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တော့ထိခိုက်စေနိုင်ပါရဲ့เนาะဒါကြောင့်အသက်30ကျော်လာတဲ့အမျိုးသမီးတွေအနေနဲ့အသားကင်ကိုလည်းတက်နိုင်တဲ့လောက်ရှောင်ပေးသင့်ပါရဲ့ရှင် ောက်တစ်မျိုးကတော့အချိုရည်ပဲဖြစ်ပါရဲ့အမျိုးသမီးတွေနဲ့မသိမ့်တော်တဲ့အစားအစာတွေထဲမှာအချိုရည်လည်းပါပါရဲ့လေကင်းနေလေတွေမှာပြင်ပန်းလို့ဆိုပြီးတော့အချိုရည်တောက်လိုက်တာကအမောပြည့်စီတယ်ဆိုပေမဲ့လည်းအသက်30ကျော်လာတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်နဲ့အသားရည်အတွက်ကတော့ထိခိုက်မှုတွေအများကြီးရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုအချိုရည်တွေမှာဆိုရင်ကြကြားဓာတ်တွေအများကြီးပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးတွေအနေနဲ့အချိုရည်ကိုလည်းတက်နိုင်သလောက်ရှောင်ပေးဖို့ပြောပြရစီရှင်။နောက်ဆုံးတစ်ခုကတော့ပေါင်မို့အဖြူပဲဖြစ်ပါတယ်။ မနက်စာကိုဝိတ်တက်မှာဆိုလို့အများကြီးမစားတော့ဘူးကော်ဖီတစ်ခွက်နဲ့ပဝေါ်တစ်ချက်လောက်ပဲစားလိုက်မယ်ဆိုရဲစိတ်ကူးရှိနေရဆိုရင်တော့အသက်30ကျော်လာပြီဆိုရင်ဆက်မတွေးပါနဲ့တော့နော်။ဒါလို့လဲဆိုရင်အသက်30ကျော်လာတဲ့အမျိုးသမီးတွေအတွက်ဒီပါမုတ်အဖြူကအိုမင်းရုံမှုဖြစ်စရာကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါအပြင်သွေးတခြားတဲ့ကိုတိုးစီပြီးတော့စီးကျွယောဂါလည်းဖြစ်စေနိုင်ပါရဲ့ရှင်။ဒီလောက်ဆိုရင်တော့အသက်30ကျော်တဲ့အမျိုးသမီးအနေနဲ့ဘာတွေကိုရှောင်ရမလဲဆိုတာကိုသိတော့လောက်ပြီလို့ထင်ပါတယ်။ညီမရဲ့ဗီဒီယိုလေးကိုစောလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။